ကိုတွေးတွေကိုဆုံးဖြတ်ချက်တွေကတကယ်ပဲကိုပိုင်ရဲ့လားဒါမှမဟုတ်နှုတ်ခဲကနေမမြင်ရတဲ့ကြိုးတဲ့ချောင်းမြင်အလဲစားခံနေရတာလားလို့အဲ့လိုမျိုးတွေ့ဖူးကြပါသလားอืมအဲ့ဒါလားတော့ဒီနေ့ကျွန်တော်တို့ပြောချမယ့် dark psychology စိတ်ပညာရဲ့အမှောင်ဖချမ်းချောင်းပါပဲလူတွေကိုထိန်းချုပ်ဖို့ချဲ့လဲဖို့တုံးတိတဲ့မမြင်ရတဲ့နိလန့်တွေအကြောင်းကိုတခုချင်းစီဖော်ထုတ်ကြည့်ကြရအောင်ဒီမေးခွန်းကတကယ်ကိုထိမိလုံးပါတယ်စဉ်းစားကြည့်လေ ကိုမင်းနေရတာကိုယုံကြည်ထားတာတွေကအစ်စ်မဟုတ်ရဲ့လားလို့တော့တန်တရားဝင်လာပြီးဆိုရင်ဘယ်လိုလုပ်ပြီးကိုကိုကာကွယ်တော့မလဲဒါကစာအုပ်ထဲက theory တခုမဟုတ်တော့ဘူးလေဒီလိုစိတ်ပိုက်ဆိုင်ရာခြေလှယ်မှုတွေရဲ့တန်တရားထဲမှာပိတ်မိနေတဲ့လူတွေအတွက်တော့ဒါဟာနေ့စဉ်ကြုံနေရတဲ့ခါးသီးတဲ့လက်တွေပေါ်ပါပဲကဲဒါဆိုရင်အတော့အများဆုံးမများတဲ့ဂျိုးတွေထဲကတခုနဲ့စလိုက်ကြရအောင် ဒီနီလဲငါဘယ်တော့တောင်ပါနဲ့လဲဆိုရင်ပေါ့နော်ခံရတဲ့သူကကိုယ့်ရဲ့လက်တွေ့အမြင်လေးတဆက်စီပြန်လေးပုံဖော်ခံလေးရတယ်ဆိုတာကိုတောင်တတိမထားမိလိုက်ဘူး gaslighting ဒီစကလုံးက1944ခုနှစ်ကရုပ်ရှင်တကာကနေလာတာပါဇလန်ကဒီလိုခင်မွန်းဖြီသူကအင်ကဒန်ွေမီတွေကိုတမင်မှိန်ချလိုက်တယ်ပြီးတော့ဇနီးတွေကမီးတွေမှိန်နေတယ်လို့ပြောတဲ့အခါမဟုတ်ဘူးမိစိတ်ထင်နေတာပါဆိုပြီးညင်းတယ်တတိယခေတ်နဲ့ဇနီးတွေကိုတူတူသွားပြီလားလို့ထေအောင်ထင်မှဖြစ်အောင်လုပ်ကြပေါ့ အဓိကပြစ်မှတ်ကအရှင်းရှင်းလေးပဲခံရသူရဲ့အမန်တရားကိုဖျက်ဆီးပြစ်ပြီးတော့ချဲလဲသူလိုချင်တဲ့ပုံစံအတင်နဲ့အစားထိုးပြစ်လိုက်တာပဲဒါဟာလူတယောက်ရဲ့အသိဉာဏ်ကိုတိုက်ရိုက်တိုက်ခိုက်တာနဲ့အတူတူပါပဲကဲဒီချက်ပို့ပြီးနည်းနည်းတဲ့အပိုင်းကိုဆက်သွားကြည့်ကြရအောင်ဒီလိုအခြေလဲတဲ့သူတွေကခနာတာအဖြူမှုတွေကိုလွှမ်းမိုးယုံတင်မဟုတ်ဘူးဗျာလူတယောက်ရဲ့အဖြစ်မှန်သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို အရင်ကနေစပြီးဘလို့ပြန်ရေးဖြစ်တယ်လဲဆိုတာကြည့်လိုက်ရအောင်ကိုရီးယားအမတ်တက်ရတယ် အထူးထပြင်ကိုအယမ်းတန်ဖိုးထားရတဲ့အမတ်တရားတွေကထင်တယ်လို့မခိုင်ပါဘူးပြင်လို့ရတယ်တီးဖြတ်လို့ရတယ်ဆိုရင်ရောယုံနိုင်မလားဟုတ်တယ်အမတ်တရားတွေကိုချဲ့လဲလို့ရပါတယ်ပြီးတော့အရာကထင်ထားတာထက်တောင်းပိုပြီးလွယ်နေပါသေးတယ်ဒါပြောချင်လို့ပြောနေတာမဟုတ်ပါဘူးတကယ်လက်တွေ့စမ်းသပ်ထားရှိတယ်နမေကြီးစိတ်ပညာရှင် Elizabeth Loftus ရဲ့ Lost in the Mall ဆိုတဲ့စံတမှုမှာပေါ့သူတီတီကလူတွေကိုသူတို့ကလေးဘွားက shopping center တစ်ခုမှာလမ်းပြောက်သွားခဲ့ဘူးတဲ့ဆိုရအမတ်တရားအတူတစ်ခုကိုထည့်ပစ်လိုက်တယ် တကယ်တော့အဲ့ဒီဖြစ်ဖြစ်ကဘယ်တော့မှမဖြစ်ခဲ့ဘူးလေဒါပေမဲ့အဲ့ဒီလူတွေကအသေးစိတ်ချက်ချာကိုပြန်ပြိုးပြနိုင်တဲ့အထိယုံသွားကြတယ်ကျွန်တော်ရဲ့စိတ်ကဘလို့တောင်ပုံသွင်းရလွယ်တယ်ဆိုတာကိုပြနေတာပဲဒါဆိုအဲ့ဒါဘယ်လိုအလုတ်လုတ်တာလဲကြောက်စရာကောင်းလောင်အောင်ရုပ်ရှင်နဲ့အဆင့်30ပဲရှိပါတယ်အဆင့်1အကျန့်တစ်ခုဒါမှမဟုတ်အဖြစ်ပြအတုတစ်ခုကို စကားဆက်ပါတော့မယ်ထည့်ပြောလိုက်တဲ့မျိုးစစ်ချလိုက်တဲ့တဘောပေါ့အဆင့်2 အဲ့ဒီအကြံကိုပဲမေးခွန်းနေတဲ့ဖြစ်ဖြစ်စကားတဲ့ထဲ့ဖြစ်ဖြစ်ထက်ခါထက်ခါပြောရင်းအားဖြစ်ပြေတယ်။အဆင့်၃နောက်ဆုံးမှာတော့ကိုဦးနောက်ကိုတိုင်ကအဲ့ဒီအလင်းအညာကိုအမှန်တရားအဖြစ်လက်ခံလိုက်ပြီးကွက်လက်တီကိုတူပါတာတူဖြည့်ဆွတ်တော်တော့တာပဲ။အခုဒီထက်ပိုပြီးကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကိုဆက်သွားကြည့်အောင်။ brain washing ဦးနောက်ရှိကြောက်ချင်းပို့ဒီတစ်ခုမှာအကြောက်စရာအကောင်းဆုံးကအင်အားထုံးတာအနိုင်ကျင့်တာလုံးဝမဟုတ်ဘူး။ အဲ့ဒီအစားခံရတဲ့သူကဒီပြောင်းလဲမှုကိုသူ့တဘောနဲ့သူလိုလိုလာလာလာချေလာအောင် ပြောင်းလဲချင်လာအောင်ကိုဖန်တီးပစ်လိုက်တာအဲ့လကအဆိုးလုံးပဲဒီလုပ်ငန်းစဉ်ကတော်တော်လေးကိုစနစ်ကြတယ်အဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးအပြင်လောကနဲ့အဆက်အသွယ်အကုန်ဖြတ်တော့ပြီးတီးခြားခွဲထုတ်လိုက်တယ်ပြီးရင်ပင်ပန်းနွမ်းနယ်မှုကြောက်ရွံ့မှုတွေတုံးပြီးစိတ်ပိုင်းဆိုင်ရာကိုတည်ငြိမ်မှုပြက်ပြားအောင်လုပ်တယ်အဲ့ဒီနောက်မှာမှယုံကြည်ချက်အသစ်တွေကိုစုပေးတောင်းပေးစနစ်နဲ့သွတ်သွင်းတယ် နောက်ဆုံးအဆင့်မှာတော့အုပ်စုရဲ့ဖျားပေးမှုတွေနဲ့အဲ့ဒီအထောက်ထားအသက်ကိုအဆက်မပြတ်အားဖြည့်ပြီးနေတော့တာပဲအမတရားတွေနဲ့အဖြစ်မှန်ကိုပြောင်းလဲလို့ရပြီဆိုရင်နောက်ထပ်အင်အားကြီးဆုံးပေးမှတ်ကပါသင်မလဲဟုတ်တယ်စိတ်ခံစားချက်တွေပါပဲကိုယ်ရဲ့ခံစားချက်တွေကိုကိုယ့်ကိုယ်ပြန်တက်ခိုက်ဖို့လက်နက်တစ်ခုအဖြစ်ဘယ်လိုအသုံးချခံရနိုင်တယ်လဲဆိုတာကြည့်ကြရအောင် love bombing ဒီစကလုံးလေးက love ပဲ match ဒီကေရန်တို့အစိတ်ပြင်းတယ်ဒါဟာအချစ်စစ်မဟုတ်ဘူးထောင်ချောက်သေးကတကြလုံးတလုံးလိုပဲ အစပိုင်းမှာတော့အာယုံစိုက်မှုတွေချစ်ခင်မှုတွေချီချူးစကားတွေနဲ့ရင်ထဲကိုပုံကျဲတယ်လို့ကိုလွှမ်းမိုးပစ်လိုက်တယ်ပြီးတော့မှခင်ရသူကစိတ်ပိုင်းဆိုင်ရာအရာလုံးဝအမိခိုသွော်တီဆိုတဲ့အချိန်ကျမှအရာအလုံးကိုရွတ်တရက်ရုတ်တန့်သွားတော့တာပဲဒါဆို love bombing နဲ့အချစ်စစ်ကဘာကွာလဲရှင်းရှင်းလေးပဲ love bombing ကအစကတည်းကရည်ရွယ်ချက်ကထိမ့်ချုပ်ဖို့အချစ်စစ်ကတော့ရည်ရွယ်ချက်ကရင်းနှီးဆက်တွေ့ဖို့ပဲတစ်ခုကထောင်ချောက်နောက်တစ်ခုကတတားရည်ရွယ်ချက်နှစ်ခုကလုံးဝကိုစန့်ကျင်ပဲပဲ ီယုတ်တေယုတ်ဥပမာကတကယ်ကိုမှမှန်ပါတယ်။ကိုကိုယုတ်တေယုတ်ဒီယုတ်လို့သဘောထားပြီးကိုရဲ့စိတ်ခံစားချက်တွေကိုကြိုးရလို့သုံးပြီးသူတို့ဖြစ်ချင်တယ်လို့စွဲနေလား။အထူးသဖြင့် guilt အဖြစ်ရှိတယ်လို့ခံစားရအောင်လုပ်တာကအသုံးများဆုံးကြိုးတစ်ချောင်းပဲ။ကိုခံစားချက်တွေကကိုပိုင်မဟုတ်တော့တယ်လို့သူတို့လိုချင်တာရဖို့အတွက်လက်စားခံနေရတယ်လို့မျိုးခံစားလာရတော့လားပဲ။အသုံးများဆုံးစိတ်ခံစားမှုလက်နက်နှစ်ခုကတော့ guilt နဲ့ shame အဖြစ်ရှိစိတ်နဲ့ရှက်စိတ်ပဲ။ကွာခြားချက်ကကြည့်လို့ အဖြစ်ရှိစိတ်ကငါးတခုခုမားလို့မိသွားတယ်ဆိုတဲ့ခံစားချက်လုံရပေါ်မှာပဲမူတည်တယ်။ရှက်စိတ်ကတော့အိုက်တဲ့ပိုးနဲ့တည်းငါဟာမကောင်းတဲ့လူတယောက်ပါလား။ဆိုပြီးကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ identity တခုလုံးကိုတိုက်ခိုက်တာ။ဒါကြောင့်ရှင်းကပိုးပြီးအစွမ်းထက်တဲ့ထိန်ချူရဲ့ကိရိယာဖြစ်လာတာပေါ့။တခါတည်းလေးမှာချဲလဲတူတွေကအများကြီးအားထုတ်စရာတော့မလိုဘူး။ဘာလို့လဲဆိုတော့သူတို့ကကိုယ်ရဲ့ဦးနှောက်မှာတဘာဝအတိုင်းရှိနေပြီးသားဖြက်လန်းအတွေးလေး cognitive biases တွေကိုအသုံးချလိုက်ရုံပဲကိုရီးယားစိတ်ကိုသူတို့ဘလို့ hijack လုပ်သွားတယ်လဲဆိုတာချိလိုက်ရအောင်နာမည်ကြီး Milgram experiment ကို ကြည့်ရအောင်ထာက authority biased ဒါမှမဟုတ်အာနာပိုင်ကိုမျက်စိမြင်ယူကြည့်တတ်တဲ့စိတ်ရအကြောက်စရာအကောင်းဆုံးဥပမာပဲ။တာမန်လူတစ်ယောက်ကိုအမိန်တခုပေးလိုက်ရင်အဲ့ဒီအမိန်ကတခြားလူတစ်ယောက်ကိုနာကျင်စေမဲ့အမိန်ဖြစ်နေရင်တောင်ဘလောက်အထိလိုက်နာလှုပ်ဆောင်မလဲဆိုတာကိုစံသက်ခဲ့တာ။ ရလက်ကတကယ်ကိုတုံလုံးစရာကောင်းပါတယ်စံတက်မှုမှာပါဝင်တဲ့သူတွေရဲ့၃ပုံ၄ပုံနှစ်ယောက်မှ၃ယောက်လောက်ကပေါ့နော်သူတို့ပေးနေတဲ့ less shit shot ကတစ်ဖက်လူကိုတီစင်နိုင်တယ်လို့ထင်နေတာတော့အပေါ်ကအာနာပိုင်လို့ထင်ရတယ်တခွဲခန်းဝစ်စုံတဲ့လူကဆက်လုတ်ခန်းယုံနဲ့ဆက်ပြီးလုတ်ခဲ့ကြတယ်ဒါဟာအာနာပိုင်ဆိုတဲ့ခေါင်းစဉ်အောင်ကမက်ဆီမိတ်နာခံခြင်းရဲ့အန်တရယ်ကိုမိမောင်းထိုးပြနေရပဲနောက်တစ်ခုလူအုပ်ကြီးကမားနီလဲလို့စိတ်ထဲကတိနေရင်တော့ ဘာလို့လူအများအနာကိုလိုက်တတ်ကြတယ်လဲဒါကကိုယ်ရဲ့အားလုံးမှာရှိတဲ့အခြေခံစိတ်တစ်ခုကို ထောက်ပြနေတာပါအဲ့ဒါကတော့ social proof လို့ခေါ်တဲ့လူအများလူတာကအမှန်ဆိုတဲ့စိတ်ပဲဒီ social proof မှာလည်းအမောင်ပတ်ချမ်းဆိုတာရှိတယ်တကယ့်ဖြစ်ရမှန်တခု Kitty Chanovis ဆိုတဲ့အမျိုးသမီးတစ်ယောက်တိုက်ခိုက်ခံနေရချိန်မှာသူ့ရဲ့အကူအညီတောင်းတန်ကိုအနီးအနားကလူတွေအများကြီးကြားခဲ့ကြတယ်ဒါပဲနဲ့ဘယ်သူမှရဲမခေါ်ခဲ့ကြဘူးဘာလို့လဲဒီလား လူတိုင်းနာနာမခေါ်လဲတယောက်ရောက်တော့ခေါ်ပြီးလောက်မှာပါလွတ်တွေးခဲ့ကြလို့ပဲဒါဟာ bystander effect လူခွေဘေးလူအကျူးတက်ရောက်မှုရဲ့ကြေကွဲစရာအကောင်းဆုံးဥပမာတစ်ခုပါပဲဈေးဝယ်ထွက်တဲ့အခါ PC တစ်ခုကိုဈေးကျော်ထားရဆိုပြီးမူရင်းဈေးကိုချစ်ထားတာမျိုးတွေ့ဘူးကြတယ်မလားအဲ့ဒါ anchoring bias ကိုအသုံးချနေတာပဲ ကိုရီးယားဦးနောက်ကပထမဆုံးမြင်လိုက်ရတဲ့တဲအချက်အလက်ဒီညမှာတော့မူရင်းစစ်ပေါ့အဲ့ဒါကိုကြောက်ချအဖြစ်မှတ်ထားလိုက်ပြီးနောက်ပိုင်းဆုံးဖြတ်ချက်ဒီအားလုံးကိုအဲ့ဒီကြောက်ချကလွန်မိုးသွားတော့တာပဲဥပမာဆိုင်တဆိုင်ကဒေါ်လာ1000တန်တိုင်းဒလုံးကို ပြရတဲ့ဆိုပါစို့ဟာဈေးကြီးကြီးပဲလို့ချက်ချင်းတွေးမိမှာပဲပြီးတော့မှသူကဒေါ်လာ2000ကျန်းတော့ဒလုံးကိုထုတ်ပြတယ်အဲ့ဒီကမှယုတ်တရက်ကြီးဒေါ်လာ2000ဆိုတာက တကယ်တော့မနေရည်စီချပေးမယ်။ရှေ့ကတတောင်းနဲ့ရှင်းလိုက်တော့တော်တော်လေးကိုဈေးတန်လေလို့ခန်းစားသွားရရော။အဲ့ဒါပထမဆုံးမြင်လိုက်ရတဲ့ချက်ချောင်းရဲ့အစွမ်းအားပဲ။ကဲဒီလိုချဲလဲမှုတွေဒီလိုမမြင်ရတဲ့ဂျိုးတွေအကြောင်းသိပြီးတဲ့နောက်မှာအရေးကြီးဆုံးမေးခွန်းတစ်ခုထွက်လာပြီ။ဒီဂျိုးတွေကိုဘလို့ဖြတ်မလဲ။ကိုယ့်စိတ်ကိုကိုယ်ဘလို့ကောက်ခွင့်မလဲ။ဒါကိုစစ်ပြီးဆွေးနွေးကြည့်ကြရအောင်။အဓိကအကောက်ွယ်ကတော့ awareness အသိပညာရှိနေခြင်းပါပဲ။ ဒီလိုနီးလန်းနေရှိတယ်ဆိုတာကိုသိထားတာနဲ့တင်တဝက်နိုင်ပါပြီပြီးတော့အရာရာကိုမေခွန်းထုတ်ပါအထူးသဖြင့်တယောက်ယောက်ကမေခွန်းမထုတ်နဲ့ငါပြောတာတိုင်းယုံဆိုတဲ့ပုံစံမျိုးနဲ့ဖြည့်အားပေးလိုက်ရင်ပို့ပြီးတော့မေခွန်းထုတ်ရမယ်ရှူတောင်တခုထဲမှာပြိမိမနေပဲအမျက်အမျိုးမျိုးကိုရှာဖွေပါရွေးကြီးဆုံးကတော့ကိုယ့်ရဲ့အတွင်းစိတ်ကတခုခုတော့လွဲနေပြီလို့တတိပေးလိုက်ရင်အဲ့ဒီအတန်ကိုနားထောင်ပါယုံကြည်လိုက်ပါဒီလိလာမှုကိုစဉ်းစားစရာမေခွန်းလေးတခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ် အခုဆိုရင်ဒီမြင်နိုင်တဲ့ချိုးတွေအကြောင်းသိသွားပြီဆိုတော့ကိုဘွားမှာကိုပဝန်းကျင်မှာဒီချိုးတွေကိုမြင်လာနိုင်တော့ပါပြီအခုမေးเสียရှိတာကတော့အဲ့ဒီချိုးတွေကိုဘယ်သူတွေကအကင်ပြီးဆွဲနေလာလဲ